ဖခင်ကြီးကျေးဇူးတော်ချီးမွမ်းပါတယ်အလုံးပဲမင်္ဂလာပါလို့နှုတ်ခွန်းဆက်ပါတယ်ဒီနေ့ကျွန်တော်တို့တူတူကအရှင်ကျင်ဖို့အတွက်ခေတ္တကရတီကျွန်သားများဆိုတဲ့အာကောင်းစဉ်လေးနဲ့ကျွန်တော်တို့တူတူကအရှင်ကျင်ဖို့အတွက်ဖြစ်ပါတယ်ဆိုတော့ဒီကရတီကျွန်းဆိုတာကတမန်တော်ကြီးရှင်ပေါလုဒီယောမအိုလာတဲ့အခါမှာအော်ဒီအကျဉ်းသားဘုရားနဲ့ပေါ့ယောမအိုသွားပြီးတော့မှ အမှုရင်ဆိုင်ဖို့တဲ့သွားတဲ့အခါမှာဒါဒီဂရီတီကျွန်းမှာခဏနာပြီးတော့မှအဲ့ကျွန်းပေါ်မှာရှိနေတဲ့မြို့ကြီးအများကြီးရှိမြို့တရာဒီဘာလောက်ရှိတယ်လို့တော့ဒီ commentary ဒီမှာတော့ပြောတာဆိုတော့အဲ့ဒီမြို့တရာလောက်ရှိတဲ့ထဲမှာမှာသူကပင်လယ်စိတ်ကမ်းမြို့လေးတွေမှာတော်တော်ရက်တာပေါ့လို့တော်ရက်တဲ့အချိန်မှာတော့သူကကတ်လိုက်သွားလိုက်ကတ်လိုက်သွားလိုက်လုံးအဲ့မှာမုံတိုင်းကြပြီးတော့မှဆိုတော့ဖြီကိုပင်လယ်ထဲကနေ င်လေတဲ့ကိုဆွဲချသွားပြီးတော့ပြီးတော့ပြန်ကတ်သွားတော့ accuracy ကျွန်းတစ်ခုမှသွားကတ်တာပေါ့နော်အဲ့ဒီမှာသူတစ်ခါဒီကျွန်းပေါ်ရောက်ဖူးတယ်ဆိုတာကိုတွေ့ရတယ်။ဒါနဲ့သူအာယောမမျိုးရောက်တယ်အဲ့ဒီမှာအမှုရင်ဆိုင်ပြီးတော့မှပထမအကြိမ်ထောင်ကြတယ်ဆိုပရမတ်ကြီးထောင်ကြပြီးတော့မှပြန်ထွက်လာတဲ့အခါမှာသူကအာဒီသူတွားခဲ့တဲ့နေရာတွေကိုပြန်ပြီးတော့မှသူတွားအာပြန်လေပက်ချင်တာပေါ့ နော်ဆိုတော့အဲ့ဒီမှာသူတို့ပထမအဆုံးတွားတော့အဲ့ဒီ gravity ကျွန်းကိုရောက်တယ်ရောက်တော့ဒါ तू ကအခုတွားတဲ့မြို့ကသူဒါပါပထမအဆုံးမြို့ပဲ तू ਨੇ ခုနပြောတဲ့တီတုနဲ့တွားကြတာပေါ့တွားတဲ့အခါမှာဆိုတော့အဲ့ gravity ကျွန်းပေါ်မှာကအာခရိယန်တွေရောက်နေပြီသားရှိနေပြီသားပေါ့နော်ခရီးရန်တွေကဘယ်တော့ကဒီကျွန်းပေါ်ကိုရောက်လာလဲလို့ပြောရမယ်ဆိုလို့ရှိရင်ဆိုတော့သူတို့ပြောတာက ီအာပင်ဒီကုတ်တီပွဲနေမှာပေတရုဟောပြောတဲ့အခါမှာအဲ့ဒီကနေလာကြတဲ့ဂျူးတွေဆိုတော့ဂျူးတွေကရှိတယ်ဆိုတော့ဂျူးတွေကအဲ့ဒီမှာအယုံလူတည်စကားကိုကြားပြီးတော့မှယုံသွားတာအဲ့ပြီးတော့မှသူတို့ပြန်သွားကြတဲ့အခါမှာအဲ့ဒီမှာယုံကြည်သူတွေကိုအင်္ဂလိပ်တည်စကားပြောပြီးအယုံကြည်သူတွေပွားများလာတဲ့အခါမှာဘာတွေဖြစ်လာလဲဆိုတော့အသင်းတော်တွေဖြစ်လာတယ်အဲ့ဒီတုန်းကတော့အသင်းတော်တွေကအာကြီးလက်တက်ကြွပြီးတော့နှိုးချခဲ့တယ်ပေါ့ တော့အခုတမန်တော်ကြီးရှင်ပေါလုနဲ့တီတူတို့ရောက်သွားတဲ့အချိန်မှာအဲ့ဒီကျောင်းမှာအားကြီးလေပြဿနာပေါင်း16000နဲ့အရှုပ်ရှက်ခတ်နေတော့တော့တမန်တော်ကြီးရှင်ပေါလုခဏတော့နေလိုက်သေးတယ်ခဏနေပြီးတော့သူကလည်းချားမျိုးတွေသွားခြင်းတဲ့အခါမှာတော့တီတူကိုအဲ့ဒီမှာရှိနေတဲ့အရာတွေဖြည့်ရှင်းဖို့အတွက်ကိုထားခဲ့ပြီးတော့မှအပြီးတော့မှသူကချားကိုဆက်သွားတယ်အဲ့သူဟိုနေကို အဖက်ကိုသွားတယ်။အဖက်မှာလည်းမှတင်းတော်တွေမှာပြဿနာကြီးတက်လာပြီ။ဒါကြောင့်ကျွန်တော်တို့လည်းကျွန်တော်ကဆင်ခြင်ခဲ့တာလေးရှိပြီနော်။ဆိုတော့အဖက်မှာလည်းပြဿနာကြီးတက်လာပြီဆိုတော့အဲ့မှာအဖက်မှာကျတော့တိမောသေကိုသူထားခဲ့တယ်။ထားခဲ့ပြီးတော့မှအဲ့ဒီမှာအာဒီစင်ကြဲတဲ့ဩဝါဒဝင်ငါဖို့အတွက်ပြီးတော့မှသူကမာကီဒေါနီကိုသွားတယ်။ပြီးတော့မာကီဒေါနီရောက်တော့မှသူတို့ခန့်မှန်းတာဒီဒီဩဝါဒစာနဲ့ဆောင်တိမောသေဩဝါဒစာပထမဆောင်နဲ့ G2 Aura ဆောင်းပါဒါတွေကသင်းဥစ္စာတွေဖြစ်တာနော်အဲ့ဒီစာကိုဒီမာဂီဒိုနီယန်လှမ်းပြီးတော့မှရေးတယ်ဆိုပြီးတော့မှအဲ့ဒါကြောပြထားတဲ့အရာဖြစ်တယ်ဆိုတော့တွေ့ရတယ်ဆိုတော့ဒါကြောင့်ဒီ G2 Aura စာဒီလေဒါသင်းဥစာဆောင်ထဲမှာပါတယ်ဆိုတော့နားရရတယ်တိတုကအဲ့ဒီမှာခုနပြောတဲ့အရာပေါ့တော့ဘာလောက်ရလဲဆိုလို့ရှိရင်ဒါတိတု Aura စာခန်းကြီးတဲ့ငွေငားမှာ ငါဒီတင့်ကိုမှားထားခဲ့သည့်အတိုင်းကရတီကျွန်း၌မစုံလင်သမျှတို့ကိုပြင်ဆင်၍မြို့ရွာများ၌သင်းအုပ်တို့ကိုခန့်ထားစီခြင်းကထိုကျွန်း၌တင့်ကိုငါထားခဲ့သည်တဲ့ဆိုအဲ့ကျွန်းမှာရှိနေတဲ့အသင်းတော်တွေတော်တော်များများရှိတယ်လို့ပြောတာတော့ကျွန်းမှာကွာမြို့ကြီးသူတို့တွေကတော့မြို့ကြီးလို့ပြောကြတာပေါ့အဲ့မြို့ကြီးမှာဆိုအသင်းတော်တွေကဖြစ်နေပြီဒါပေမဲ့ဆိုအဲ့ခေတ်တုန်းက ကျွန်တော်အခုဒီချိန်ကာလနဲ့တော့တွားပြီးနှိုင်းရှင်လို့မရဘူး။ဘာလို့ဆိုအဖွဲ့စည်းပုံတည်ချာနဲ့အသင်းတော်ဟိုအဖွဲ့စည်းတည်တည်ချာမရှိသေးဘူး။နှစ်ရာစုတည်းအဲ့လိုမရှိခဲ့ဘူး။ဆိုတော့ဒါပေမဲ့အသင်းတော်ကတော့ဖြစ်နေပြီ။အသင်းတော်တင်းမှလည်းလူကပြောက်တော့ဖြစ်နေတယ်။အဲအဲ့ဒါလေးတွေတွေ့ရ။အဲ့ဒါကြောင့်အဲ့ဒါကိုပါပြန်လို့ရမလို့ဆိုတော့မင်းတည်ချာအာပြင်ဆင်ရမယ်။မင်းအဲ့ဒီမှာတည်ချာကြည့်ပြီးတော့ဘာပြန်ခန့်ဖို့လဲဆိုလို့ရှိရင်သင်းအုပ်တွေကိုခန့်ဖို့တော့ဖြစ်တယ်ဆိုတော့တွေ့ရတယ်။ဒါကြောင့်တိတုဟာ အခုနကကျွန်တော်ရင်းနှောဝင်ငှားခဲ့တဲ့ထင်းမှာလည်းပါတယ်တိမောတိတက်ပို့ပြီးတော့မှသူကအာဒီရင်းကျက်တဲ့ရင်းကျက်တယ်ဆိုတော့အသက်လည်းနည်းနည်းကြီးရဲ့အတွေ့အကြုံလည်းနည်းနည်းများတဲ့ညီကူတယောက်ဖြစ်တယ်သူနည်းနည်းပုံစိတ်ချတဲ့ထင်းမှာလည်းပါတယ်ဗောနောကိုရင်သူမှာရှိနေတဲ့ပြဿနာကိုလည်းသူကဖြေရှင်းပေးနိုင်တဲ့သူတွေမှာပါတယ်ဆိုတဲ့အခါမှာသူရဲ့စုကြည့်မှုကိုသိတဲ့အခါမှာအဲ့မှာထားခဲ့ပြီးတော့မှသူကအတွားခဲ့တယ်ပြီးတော့မှအဲ့မှာတင်းအုပ်တီကိုပြန်ခန့်မယ်ဗောတင်းအုပ်လို့ပြောတဲ့အခါမှာ သူတို့ကဒီ pastor နဲ့ elder ကိုပြောတာပေါ့တကယ်တော့ elder ဆိုတာကကြတော့ pastor ဆိုတာကြတော့သူကအင်္ဂလိပ်ပြောပြီးတော့မှအာတွားနေတဲ့သူတွေအဲတနည်းအားနေတနည်းတွားတဲ့သူတွေကိုလေဒါခုန pastor ဆိုပြီးတော့သူတို့သုံးနေပေါ့လေပြီးတော့မှ elder ဆိုတာကြတော့ဒီသန္တရအသင်းတော်တစ်ခုမှထိုင်ထိုင်ပြီးတော့မှအဲ့မှာပဲအတူတူနေပြီးတော့မှအဲ့မှာတော့တိုးတွေ ဆိုတော့ငါသူ့လူကိုပြုစုရောဆိုတော့ကျွန်းမွေးဆောင်ရှောက်ပြုစုဆိုတဲ့နေရာမှာထားတယ်ဆိုတော့အခုဆိုလို့ရှိရင်တော့သင်းအုပ်ဆိုတဲ့ပုံစံမျိုးအတွေ့ရပါအဲ့ဒီမှာမှာအခုကသင်းအုပ်ခန့်နေဆိုတာဒီ elders တွေကိုခန့်နေပုံစံမျိုးဟောဒါအောင်နားလဲရတာပေါ့နော်အဲဒါလေးတစ်ချက်တွေ့ရတယ်ဆိုတော့အဲ့ဒီမှာခန့်ဖို့အတွက်ကိုဒီမှာလို့ရှင်ဘောလူကအရင်ဉာဏ်ပညာနဲ့ပြည့်စုံနေဆိုတာတွေ့ရတယ်ဗျဘာလို့လဲဆိုလို့ရှိရင် तू ကအဲ့ဒီကျုံးမှာခဏနေခဲ့ဘူးလေအပြီးတော့မှ तू ခဏသွားပြန်လေတဲ့အချိန်မှာရှိပြီးတော့မှသုံးသပ်မိတဲ့အရာတစ်ခုကအဲ့ဒီမှာရှိနေတဲ့သူတွေအကုန်လုံးသူခြုံငုံမိတည်ပြီးတော့မှသူ့စီကိုရောက်တဲ့တဲ့ရင်စကားတွေလည်းရှိမှထင်တယ်သူ့ကိုပြောပြတဲ့တဲ့ရင်စကားတွေလည်းရှိမှထင်တယ်ဒါဆိုအဲ့ဒီကျောင်းမှာရှိတဲ့သူတွေရဲ့အသက်တာတွေနဲ့ဖြစ်နေအသင်းတော်တွေမှာဖြစ်ပျက်နေတဲ့အခြေအနေကဘလို့လဲဘလို့လူမျိုးတွေလဲဒီ credit ကျောင်းမှာရှိနေတဲ့သူတွေရဲ့အသက်တာ အသင်းတော်ထဲမှာရှိနေတဲ့သူတွေရဲ့အသက်တာဘယ်လိုမျိုးလဲဆိုတော့ဘယ်လိုလဲဆိုလို့ရှိရင်စာရေးပြီးတော့မှမက်ကီဒိုနီးယားနဲ့စာရေးပြီးတော့မှဒီတူတူကိုပြောလိုက်တဲ့စာထဲမှာပါတယ်ဆိုတော့တွေ့ရတယ်။ဆိုတော့အဲ့ဒါလေးကိုကျွန်တော်ဆင်ကျင်တဲ့အခါမှာအခုခေတ်ရှိနေတဲ့သူတွေနဲ့အသင်းတော်ထဲမှာရှိနေတဲ့သူတွေနဲ့တထက်ထဲဖြစ်နေတာ။ကျွန်တော်ဒီခရစ်ယာန်လောကထဲမှာရှိနေတဲ့သူတွေနဲ့တထက်ထဲဖြစ်နေတယ်ဆိုတာကိုတွေ့ရတယ်။ဒါလေးကိုကျွန်တော်အတူတူကဆင်ကျင်ဖို့အတွက်ဖြစ်ပါတယ်။ ်တူဩရစာခန်းကြီးတဲငယ်30ကနေကြည့်တဲ့အခါအကြောင်းမူကနားမထောင်ပဲအချီနီသောစကားကိုပြော၍ဆိုတော့နားမထောင်ပဲဆိုတော့တမန်တရားကိုနားမထောင်အချီနီသောစကားကိုပြောတယ်ဆိုတာအတိတ်ပဲမရှိဘူးအကျိုးမရှိဘူးဒါမျိုးစကားတွေပဲပြောတာဆိုတော့ကျွန်တော်ကြားဘူးမှာပါဟိုအလကားလူတယောက်ကိုတွားပြီးတော့မှ ဖာရပြီးတော့မှဘီနာကနေပြီးတော့မှဒီဖုန်းလေးကင်ပေးရတာပေါ့ပဲဟိုသူ့စီမှာဒါတကယ်ပဲဖျားပြီးတဲ့ဘေးသိမ့်ဆိုပြီးတော့မှတကယ်တော့ဖားတာဆိုဖားတာပေါ့လေဒီလိုပြောလေရတာပဲဆိုဆရာတယောက်ကိုဖားဖားပြီးတော့မှနေပြီးတော့မှအဲ့ဒါကိုပဲသိလို့ရှိရင်ဖျားစီကဘေးသိမ့်ဆိုပြီးတော့မှကျန်းစာတွေကရာနေဆွဲပြီးပြောတဲ့ဥစ္စာမျိုးဒါကျွန်တော်အများကြီးတွေ့ရတယ်တမားပါတယ်ဆိုအဲ့လိုအဲ့လိုအဲ့လိုပြောတာကိုချီးနီးပြောတယ်လို့ပြောတာတကယ်တော့ဒါကျွန်တော်ဒီခင့်နဲ့ကွက်တီပဲ ဘာထက်ပြောလဲဆိုတော့လှေပြားတတ်တော်သူအများရှိကြ යි လှေပြားတယ်ဆိုတာအာပြောရမယ်ဆိုလို့ရှိရင်ဟို agent တခုอ่ะပေါ့ယူနိုက်တက်ကိုသွားမယ်မင်းတို့အလုပ်ပေးမယ်ဒီမှာအာဒီ agent ဆိုပွဲစားပေါ့ဆိုတက်ဆန်နေအများကြီးပေးရတယ်ပွဲစားနဲ့တက်ဆန်နေ agent fee စီအများကြီးပေးတယ်ပေးပြီးတော့မှယူထားလိုက် အလာကြတာပေါ့နေရလူတွေကမရောက်ဘူးမသိဘူးဆိုတော့သူ့နောက်ကနေလိုက်ရတာပေါ့လိုက်သွားတော့သွားသွားတော့အခန်းတစ်ခန်းထဲမှာသွားပြီးတော့မှထည့်ထားလိုက်အာဒီမှာသွားမယ်ဒီခန်းထဲမှာနေတကယ်ဒီခန်းကိုသူကကျူငားထားတာပြီးလို့ပြီးအခန်းထဲမှာခဏစောင့်နေပြီးလို့ရှင်မင်းတို့ကိုလှုပ်ရှင်လာပြီးတော့မှလှုပ်လိမ့်မယ်အဲအဲ့ဒီမှာမသိတဲ့သူတွေကသွားပြီးတော့မှစောင့်နေကြတဲ့ခေတ်မှာသူကအသားလေးလက်သွားလိုက်တော့သူအဲ့ဒီမှာဒုက္ခတွေရောက်ပြီးနေရတယ်ဒါအခုလက်ရှိဖြစ်နေတဲ့အခြေအနေကိုပြောပြတာဆိုတော့ ဆိုတော့အဲ့ဒါလှည့်ပြားတယ်လို့ခေါ်တာပြောချင်တာဘာလဲဆိုတော့လိန်ပြီးတော့မှလူတွေကိုကြောက်ထဲတွန်းချတဲ့အရာဖြစ်နေဆိုတော့တွေ့ရတာဆိုတော့အဲ့ဒီလူတွေရဲ့အသက်တာအခုဒီမှာအိတ်တန်းရှိနေတာဒါအသင်းတော်ထဲမှာရှိနေတာအသင်းတော်ထဲမှာလူတွေကိုတမာတရားမှုတဲ့အစကားတွေနဲ့လှည့်ပြားပြီးတော့မှဟိုမိစ္ဆာတွေကိုတွန်းပို့နေတဲ့သူတွေဖြစ်တယ်ဆိုတော့တွေ့ရတယ်ဒီလိုလူမျိုးတွေကျွန်တော်ထက်ကြည့်တဲ့အခါမှာ အည်ပြားလိချင်းကိုခံတော်သူတို့တွင်လည်းအထူးသဖြင့်ရှိကြ၏ဂျူးတွေဂျူးတွေကနဦးခရိယန်နေရာတကယ်တော့များသွားပြင်ဂျူးတွေပဲအဲ့ဂျူးတွေထေးမောင်ကအထူးသဖြင့်ရှိတယ်လို့ပြောတာနည်းနည်းလေးမဟုတ်အများကြီးရှိတယ်ဆိုတဲ့ဥစ္စာကိုတမန်တော်ရှင်ပေါ်လည်းတိချာဒါကိုတိတူပြောတယ်မင်းတင်းအုပ်ဖြစ်ရွေးမဲ့သူတွေထဲမှာဒီလိုလူမျိုးတွေအများကြီးရှိတယ်အသိတော်တွေမှာဒါမျိုးလူမျိုးတွေအများကြီးရှိတယ် ိထားပါဆိုတော့ပြောပြတာဖြစ်တယ်ဆိုတော့တွေ့ရတယ်ကျွန်တော်ဆက်ပြီးလေ့လာတဲ့အခါမှာထို့သူတို့နှုတ်ကိုပိတ်ရမည်ဆိုတော့သူတို့ခေါ်ပြီးတော့ဗစက်ကိုချုပ်ပြရမှာလားတော့ပြောချင်တာမဟုတ်ဘူးဆိုတော့သူတို့စစ်မှန်တဲ့တမာတရားအပြင်သူတို့ဗစက်ကိုလုံးဝမပြောခိုင်းနဲ့ဒါမှသာတမာတရားဆိုတဲ့ဥစ္စာကိုတိတုမင်းကပြောဒီလိုပြောမှရမယ်ဘယ်မှာခရစ်တော်အပြင်မှာ ်စစ်မှန်တဲ့ခရစ်တော်အပြင်အသင်းတော်ဆိုတာခရစ်တော်ရဲ့ထိန်းချုပ်မှုအောက်မှာရှိတဲ့အတွက်ခရစ်တော်အပြင်အဲ့လိုလူမျိုးတွေရဲ့နှုတ်ကိုပိတ်ပြရမယ်ဆိုတာကိုပြောခိုင်းတာဖြစ်တယ်ဆိုတာတွေ့ရတယ်ပြီးတော့သူတို့ဒီမစင်ကြေသောစီးပွဲကိုတတ်မှတ်ရဲ့နော်နော်အဲ့ဒါအဲ့ဒါမစင်ကြေသောစီးပွားကိုတတ်မှတ်ရဲ့ဆိုတာဆိုတော့ဒီလိုလူမျိုးတွေလည်းအသင်းတော်မှာရှိရတဲ့မစင်ကြေဦးဆိုတာလိန်ပြီးတော့မှာ ယူတဲ့အရာတွေပေါ့ကျွန်တော်ကြုံမှုတယ်ဆိုတော့ကြပြီဒါပေမဲ့ तू ကလေအာကျွန်တော်တို့တော့ပြန်ပြီးဆုံးမဩဝါဒပြီးတော့မှာအဲ့ဒီဒီလိုလူမျိုးတွေရှိတယ်စကားပြောလို့ရှိရင်တော့ကျန်းစာကိုကောင်းကောင်းသိတယ်ပြောချင်တာဟိုနှုတ်ကပတ်တော်ဆိုလို့ရှိရင်လေဆရာကြီးကပြောတဲ့စကားတွေအကုန်လုံး तू ကြားဘူး ဒါပေမဲ့သူလောက်တာဘယ်လိုလဲဆိုလို့ရှိရင်အဲ့မစင်ကြဲသောစီးပွားဆိုတဲ့ဒီသူများစီကမွေကြီးကိုလိန်ညာပြီးယူတာတွေ့ဘူးလေဆိုတော့တစ်ခါမဟုတ်နှစ်ခါမဟုတ်ဒီလိုဒီလိုသိပြီဟောတငယ်ချင်းတယောက်ရဲ့မျိုးသမီးလေးရှိတာအိမ်အောင်ကွဲသွားတဲ့အထိဖြစ်သွားရတယ်နောက်ဆုံးဟောကလေးတွေပါအဲ့လိုမျိုးပေါ့ ဟိုမိသားစုတစ်ခုလုံးပြဿနာဖြစ်သွားအောက်မှာဆက်ပါပါလိမ့်မယ်ဒါမျိုးတွေလည်းတွေ့ရတယ်ဆိုတော့ခုနတယောက်ဆိုလို့ရှိရင်လည်းတော်တော်ကြာပြီတွေ့ဘူးလေတော့ဒီတိုင်းပဲမစင်ကြေသောစီးပွားကိုပဲတစ်ချိန်နှစ်ချိန်ဒီလိုပဲထက်ပြီးတော့မှသွားတယ်ဒါအသင်းတော်တွေမှာနော်ဒါအသင်းတော်တွေမှာပါဝင်ခဲ့တဲ့သူဒါပြောလိုက်လို့ရှိရင်တော့ခုနပြောတဲ့လုံးဝဟိုနှုတ်ကပတ်တော်နဲ့ ပမာတရား तू อ่ะยีလေးပြောတတ်တယ် तू तू မလို့ညင်အဲ့လိုပုံစံမျိုး तू อ่ะပြောတာဆိုတော့ဒါမျိုးလူမျိုးကြီးရှိဆိုတော့အဲ့လူတွေကဘာလဲဆိုလို့ရှင်မပေးအပ်တော့ဩဝါဒကိုပေး၍တအိမ်တောင်လုံးကိုမှောက်လန်တက်ကြည်မပေးအပ်သောဩဝါဒဆိုတာကျွန်တော်ဒီလိုနားလေသူ့ရဲ့သားသမီးကသူ့ရဲ့လောက်ရက်ကိုကြည့်ပြီးတော့ခုနလိုမစင်ကြဲသောစီးပွားကိုလှုပ်သွားတဲ့အခါမှာ ူ့ရဲ့သားသမီးမှာအဲ့ဒီငွေကိုသူပေးလိုက်တယ်နော်သူပဲဘယ်တော့တကူးတကတော့သင်ပေးနေတာမဟုတ်ပါဘူးဆိုတော့သူ့ရဲ့မိဘလုပ်တဲ့အရာကိုသားသမီးကနေပြီးမှဆက်ပြီးလက်ဆင့်ကမ်းသွားတယ်ဆိုတာတွေ့ရတယ်ဒါကိုအသုံးသတ်မိတယ်ပေါ့နော်ဟိုတက်တာထဲမှာဒါလေးကိုဆင်ခြင်ဖြစ်တယ်ကျော်ဒီမစင်ကြေသောစီးပွားကိုတက်မှတ်ခြင်းရလေအသင်းတော်ထဲမှာရှိလာတော့သိရှိနေဒါတွေတည်းထားရမယ်ဆိုတော့တွေ့ရပါ ်တအိမ်တောင်လုံးမှောက်လန်နေဆိုတော့ခုနကကျွန်တော်ပြောလို့ပေါ့အမိသားစုတစ်ခုလုံးအကွေကွေအပြည့်ပြည့်နဲ့တကယ်ဒုက္ခပြဿနာတက်သွားစီတဲ့ကိစ္စမျိုးတွေထဲမှာဖြစ်လာစီတဲ့သူဖြစ်တယ်ဆိုတော့တွေ့ရပါတယ်သူတို့အပါဝင် အမျိုးသားချင်း prophet တယောက်ကဆိုအဲ့ prophet ပေါ့နော်အဲ့ဒီတုန်းကရှိနေတကယ်ယုံကြည်သူအစ်စ်ကကြတော့ကြပြားလေးတစ်ပုတ်ယူတယ်တဲ့ ကရက်သားမြင်မုတာဆွဲလန်းမုတာဆွဲလန်းဆိုတော့ဒါသူအလိန်ညာကိုဆွဲဆွဲလန်းလန်းရှိတဲ့သူဖြစ်တယ်။ตาရဲကြမ်းကြုတ်စာကျူးတုတ်တုတ်ဆိုတာตาရဲဆိုတာခြင်သေးတို့ဝတ်ဝန်တို့လို့ဒီတလိဆန်တွေကိုသူတို့မင်းလိုက်လို့ရတယ်တလိဆန်တွေကိုစားလို့ရှိရင်ဒီရေကုန်တွေဆွဲဖြဲပြီးတော့မှအစိမ်းအရှင်ကိုသွေးချင်းချင်းနေတဲ့အချိန်မှာစားတာ။အတားရဲကြမ်းကြုတ် စာကျူးတုတ်တုတ်အတော်တော်လေးဟိုကာယံကလည်းညီးတယ်လူရုပ်ပြီဟုဆက်စုတည်းတယ်အဲ့လိုလူမျိုးတွေကလူရုပ်မာကြီးတယ်တလူကောင်းနေမဟုတ်ဘူးဆိုတာအနှုတ်ကပတ်တော်ထဲမှာပါတဲ့အတိုင်းဆိုတာဒါတွေကိုအဲ့ဒီလူလူမျိုးတွေကအသင်းတော်ထဲမှာရှိတယ်ဆိုမသိလို့ရှိရင်တော့တို့ကအရန်အာကောင်းနေပေါ့လေသူများတွေကကြည်လိုက်လို့ရှာအရန်တက်ကြွတယ်နိုးကြတယ် ပြီးလည်းပြီးတော့ခုနပြောရမက်ဆန်ဂျာသောစီးပွားမှာယူပြီးတော့မှလိန်ညာလှည့်ပြားပြီးတော့မှဒီမက်ဆန်ဂျာသောစီးပွားနဲ့ထွက်သွားတာဟာအဲ့မှာအားလုံးကအံ့ဩသွားတဲ့ခါမှာအဲ့ဒီအရာကိုဒီမှာပြန်ပြီးတော့ပြောပြထားတဲ့အရာဖြစ်တယ်ဆိုတော့တွေ့ရတာတကယ်လူယုံမာတွေဖြစ်တယ်ဆိုတာသူတို့သတိထားရမယ်ပေါ့နော်အဲ့လိုလူမျိုးတွေမင်းအခုသွားနေတဲ့အသိတော်တွေရဲ့မှာရှိတယ်ဒီတူသတိထားပါအစလို့ပြောပြတာ ီးတော့ဤတက်တည်မှန်ပြီเนาะဒါခုနကကျွန်တော်ပြောသွားတာဒီတီတူတ30ရနေပြီးတော့မှကျွန်တော်16တိပြောมาဖြစ်ပါတယ်အခုတော့ဒီ73တိပြီးသွားပြီထို့ကြောင့်သူတို့ဒီယူရဒဏ္ဍာရီစကားကို၎င်းဆိုတော့ဒီယူရဂျူးတွေကလေအဘိုးဘွားကနေပြီးတဲ့အရာကို lesson ကံပြီးပြောလာတာဒါပေမဲ့အဲ့ဒါနှုတ်ခွတ်တော့မဟုတ်အဲ့ဒါတမာတရားမဟုတ်အဲ့ဒီဒဏ္ဍာရီစကားတွေပေါ့ ပုံပြင်းလို့တန်တိုင်းစကားတွေပြီးတော့မှဒီဆွေစဉ်မျိုးဆက်စည်ရင်းတွေကနေပါလာပြီးတော့မှသူတို့ကဘယ်အမျိုးနွယ်တွေကနေဒါအဲ့မျိုးနွယ်တုန်းကဘလူတွေလုတ်ခဲ့တာကျူးထဲမှာလည်းဖျားခင်သုံးခဲ့တဲ့သူတွေရှိတာဟုတ်ဗျနော်ဒီရှန်စုံတို့လိုပုပ်ကူမျိုးတွေနော်အဲပြီးတော့မှဂီတောင်တို့လိုအားတကယ်တကယ်တကယ်ဂန်ဒဝင်တွေရှိခဲ့တဲ့ကောင်ငါတို့ကအဲ့မျိုးနွယ်တွေကဆိုပြီးတော့မှအဲ့လိုဟို အဘိုးဘွားတွေကနေဆက်ပြီးတော့မှပေးလိုက်တယ်ဒန်နာကြီးစကားမျိုးတွေပေါ့ဒါမျိုးတွေကိုပဲအဲသူကပို့ပြီးတော့မှဥစားပေးတယ်ဘာဥစားပေးဦးလဲဆိုလို့ရှိရင်တမာတရားကိုစွန့်တော့လူတို့ဤပြည့်ညတ်တို့ကို၎င်းအဲ့ဒီစကားမျိုးတွေကိုပဲပြောပြီးတော့ပါအောင်စွန့်ပစ်လိုက်တာလေဆိုရင်တမာတရားကိုစွန့်ပစ်လိုက်တာ။တော့ဒီနေ့အဲ့ဒါလေကျွန်တော်တို့ခရစ်ယာန်လောကထဲမှာအခုခုနော်အခုခရစ်ယာန်လောကထဲမှာရှိတယ်။ဆိုဆရာကြီးတယောက်ပါ တော့သူ့အဖြစ်အများကြီးအခုအခုလက်ရှိတကယ်အခုအာအမှုတော်ဆောင်ကြီးအများကြီးရှိတယ်သူရဲ့တပည့်ပေါ့နော်သူမွေးထုတ်ပေးခဲ့တဲ့တပည့်အမှုတော်ဆောင်လည်းအများကြီးရှိတယ်ဆိုတော့အဲ့အဇာကြီးကသူလောကကနေမထွက်ခါခင်မှာအခုနပြောလို့ဘာလုပ်ခဲ့လဲဆိုလို့ရှိရင်အဲ့ဒီဒန်တာကြီးစကားကိုပြလက်ဆင့်ကမ်းပေးခဲ့တာအိုးဇာကြီးအဲ့ဒါကိုလက်ဆင့်ကမ်းပြီးအခုတစ်ထိပ်ပြောနေတဲ့သူတွေရှိတယ် ယေရှုကခရစ်တော်မဟုတ်ဘူးယေရှုကိုယေရှုနဲ့ခရစ်တော်တွဲလို့လည်းမရဘူးခွဲလို့လည်းမရဘူးပူထားရမယ်သူကအဲ့ပဲရှိပါစဉ်းစားကြည့်အဲ့ဒါသူဟာဆင်းလာတာဆရာကတပည့်ကိုပြီးလိုက်တာအဲ့ဒီတိုင်းဆက်သွားနေတာအသင်းတော်ထဲမှာခရစ်ယာန်လောကထဲမှာရှိနေတယ်ကိုဟာအောစရာပဲဟာနော်အဲ့ဒါလေတတိထားရမယ် တမာတရားကိုစွန့်တော်သူတို့ဤပြည့်ညတ်တို့ကို၎င်းတမာတရားနဲ့ဘာမဆိုင်တော့ယေရှုကခရစ်တော်မဟုတ်ဘူးဆိုလို့ရှိရင်အဲ့ဒါမိစ္ဆာပဲလို့ရှင်ယောဟန်ဩဝါဒစာဆောင်ထဲမှာပြောပြထားတယ်။ဒါပေမဲ့အဲ့ဒါကမှအမှန်ဆိုပြီးပြောတဲ့အတွက်ဒါသည်မိစ္ဆာဖြစ်တယ်။အဲ့ဒီပြည့်ညတ်ကိုအခုပေးနေတာလူတွေကိုအဒီလူတွေကလည်းအိုးเสียရပဲ။နော်ဒါကိုတတိထားရမယ်။ ပညာတို့ကိုတော့အမှုမထားပဲဆိုအဲ့လိုလူမျိုးတွေလုံးဝဂယူမဆိုင်ပါနဲ့ယုံကြည်ခြင်းမှုနဲ့စင်ကြယ်စီခြင်းကသူတို့ကိုစက်တီးစွာဆုံးမပစ်တင်လို့အခုကျွန်တော်တို့ပြောတာပေါ့နော်ဒါသူတို့ပြောတယ်အခုကျွန်တော် ပြောနေတာကလေသူတို့ကြားကောင်းကြားမယ်သူတို့တပည့်တွေလည်းကြားကောင်းကြားလိုက်မယ်ဒါတမာတရားပဲတမာတရားကိုတော့ကျွန်တော်တို့ကတိတိကျပြောရမယ်ဆိုတော့နားလေတော့ကျွန်တော်တို့အဲထဲမှာရှိနေတဲ့သူတွေကလည်းဒီထဲမှာနားအောင်သွားတယ် ုဒ္ဓလူလူဖြစ်သွားတယ်ဆိုလို့ရှိရင်သူတို့ဆုံးမပြစ်တင်လို့ဆိုပြီးတော့မှဒါမှားတယ်အပြစ်တင်တယ်ဆိုတာဒါမှားတယ်ဒါကြောင့်မင်းမှားတဲ့အတွက်ဆုံးမတယ်ဆိုတာနောက်မလုံးနဲ့ဒီလူတွေရဲ့စကားကိုနားမထောင်နဲ့ဆိုပြီးတော့မှဒါဆုံးမတာဖြစ်တယ်ဆိုတော့ကိုကျွန်တော်နားလေရတယ်စင်ကြယ်သောသူတို့အခက်သိမ်းသောအရာတို့ဒီစင်ကြယ်ရဲ့ရှိကြိုက်ဂျုံကြည်သူအတွက်ကအရာခက်သိမ်းစင်ကြယ်ဘု து အပြင်လေသခင်ယေရှုခရစ်တော်အပြင်စင်ကြယ် ခရစ်တော်ကတဲ့ပါရှိပြီယုံကြည်လက်ခံတယ်ဆိုလို့ရှိရင်ကျွန်တော်ဖျားသားသမီးဖြစ်သွားပြီဖျားနဲ့တူတူကောင်းကင်နိုင်ငံတော်ကိုတွားရမယ်သူတွေဖြစ်သွားပြီဒါကျွန်တော်တို့ယုံကြည်ဘာကြောင့်လဲအပြစ်နဲ့ကင်းစင်သွားတဲ့အတွက်ဒါကြောင့်စင်ကြယ်တဲ့သူတွေအတွက်ကအရာခက်တင်စင်ကြယ်ဆိုတော့အတွင်းစိတ်သဘောလေးစင်ကြယ်တယ်ပြီးတော့မှကျွန်တော်တို့အော်တာဘဆိုတဲ့အရာလဲစင်ကြယ်တယ်။ဒါပေမဲ့ဘာဆက်ပြောလဲဆိုတော့မစင်ကြယ် မယုံကြည်သောသူတို့အားအဘေအရာများမစင်ကြသူတို့နှလုံးလဲမစင်ကြကိုကိုကိုတိသောစိတ်လဲမစင်ကြသူတို့နှုတ်ကပတ်တော်ယုံနာမှာမဟုတ်တာတမာတရားကိုယုံနာမှာမဟုတ်တာဒါဆိုလို့ရှိရင်သူတို့အထဲမှာဒါမစင်ကြတော့အပြစ်လို့ချင်းမရှိတော့ဒါဆိုသူတို့မစင်ကြဘာဆက်ပြောလဲဆိုတော့သူတို့ဒီဖျားသခင်ကိုတိအောင်ဆောင်းတော်လဲအကျင့်အဖြစ်ဖျားသခင်ကို ညင်းပေကြဤတော်တာတိကေဟန်ဆောင်ကောင်းသောသူကြီးပဲလားသူတို့အပြင်ဘန်းမှာသူတို့ပြောတဲ့အရာတွေအပြင်ဘန်းမှာလူရှိမှလှုပ်ပြတဲ့အရာတွေလူတွေနဲ့ပေါင်းပင်ဆက်ဆံတဲ့လူတွေနဲ့အတူတူနေတဲ့အခါမှာကြတော့ခုနပြောတဲ့ဘာဟုတ်ပြလဲဆိုတော့ဖယားသခင်ကိုတိအောင်ဆောင်းတော်လေအကျင့်အပြင်အခုနကျွန်တော်ပေါ်မှာပြောပြသွားတယ် လက်တွေသူတို့လှုပ်ဆောင်ပြီးဟောပြောနေတဲ့အရာတွေအကုန်လုံးကကြတော့လုံးဝနှုတ်ကပတ်တော်နဲ့မညီတော့သူတို့အတက်တာနှုတ်ကပတ်တော်နဲ့လုံးဝမညီတဲ့တက်တာဖြစ်သွားတယ်။ဒါဆိုလို့ရှိရင်တော့တာကအယောင်ဆောင်နေဖြစ်တယ်ဆိုတော့နားလေရမယ်တဲ့ဆက်ဆုပ်ယွန်ရှာပွေသောသူနားမထောင်သောသူကောင်းသောအမှုတစ်ခုကိုမျှကျွတ်တက်သောညံမရှိသောသူဖြစ်ကြ၏။ယွန်စရာကောင်းတယ် ဖျားစကားနားမထောင်တဲ့သူဖြစ်တယ်။ကောင်းသောမှုစွာဖြောက်မှတ်ခြင်းတမာတရားနဲ့ဖျားသခင်ညွှန်ကြားထားတဲ့အရာကိုမပြုတ်တဲ့သူတွေအုံတော့မရှိတဲ့သူတွေဖြစ်တယ်ဆိုလို့မှပြောပြထားတာဖြစ်တယ်ဆိုတော့တွေ့ရတယ်။ဆိုတော့ဒါကကရတီကျွန်းမှာရှိတဲ့သူတွေရဲ့လက္ခဏာတွေကိုနားလည်ဖို့ဖြစ်တယ်။အဲ့ဒီထဲမှာခုနအယ်ဒယ်ဆိုတဲ့သင်းရုပ်တွေကိုရွေးရမှာဖြစ်တဲ့တတိထားလို့ တမန်တော်ကြီးရှင်ဘောလူကတိတူမှားတယ်ဒီနေ့ခစ်သစ်ကရဒီသားတွေအများကြီးပဲကျွန်တော်တို့ယုံကြည်သူသားမီးတယောက်နေနဲ့ကျွန်တော်ပါဝင်နေတဲ့အသင်းတော်ထဲမှာဘာတွေတွင်တင်နေလဲဘယ်လိုလူတွေကဘယ်လိုအသက်တာရှိလဲဘယ်လိုတွေများသူတို့ရဲ့လှုပ်ဆောင်မှုတွေကပြင်းပြင်းစွာပေါ်လာလဲဒါကိုကျွန်တော်ဘာလို့ရမလဲဆိုလို့ရှိရင်ပိုင်းခြားနားလေပြီးတော့မှတည်ဖို့လိုပါတယ်ဆိုတော့ဒါလေးကိုဆင်ခြင်ပြီးဖျားသခင်ရဲ့ဘုန်းထင်ရှားစွာ တက်ရှင်ဖို့လိုတယ်ဆိုတဲ့အရာလေးကိုဝင်းငါကျင်ပါတယ်အားလုံးပေါ်မှာဖြတ်ခင်တာယူကောင်းကြည့်ပါစေ